မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့မတ်လ26ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်လိုင်းပွဲမြို့နယ်မှာ 36နှစ်ကြောကြာတဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ခလဲဒင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သားနှောင်းရဲ့အလောင်းနဲ့လက်နက်ခဲယမ်းများစွာကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းမဲ့စစ်ကောင်စီရဲ့ခလဲဒင်းစစ်ကောင်စီစခန်းကို KNL တပ်မဟာခွန်နဲ့တပ်မဟာလုံခြုံရေးစစ်ကြောင်းတပ်ရင်းများနဲ့ပူးပေါင်းတပ်များကမက်စလာ22ရက်နေ့ကစတင်ပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စစ်တပ်ကမက်စလာ24ရက်နေ့မှာတိုက်လေရဲ့နှစ်စီးနဲ့ပေါင်900ဘုံ၄လုံး Y12 လေရင်နဲ့ဘုံ36လုံးကျဲချခုခံခဲ့တယ်လို့သိရပါဗျ။မက်စလာ25ရက်နေ့ မှာ KNL တပ်ဖွဲ့ဝင်များရဲ့အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီတပ်များဟာဆက်လက်ပြီးတော့တောင်းခံနိုင်ခြင်းမရှိတော့ဘဲစခန်းအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားများဟာ၎င်းတို့ရဲ့လက်နက်ခဲယမ်းများကိုမိရှို့ဖျက်ဆီးတာ စခန်းကိုဆုတ်ခွာထွက်ပြေးသွားကြတယ်လို့သိရပါတယ်။စစ်ကောင်စီရဲ့ခလဲတင်းစခန်းကိုရှင်းလင်းတဲ့အချိန်မှာစစ်သား၂ဦးရဲ့အလောင်းကိုတွေ့ရှိခဲ့ရပြီးတော့စခန်းအတွင်းထဲကနေပြီးတော့0.5တလန်0.5ပြောင်းနှက်ချောင်း60မမအရှိတလန်60မမအတူတလန် RPG 7တလန် MA2 3လက်ဂျမ်းမာတလုံးမီးဆက်အကြီးတလုံးမီးဆက်အသေးတလုံးမိုင်းရှာဇက်တစ်ခုရှေ့ရွက်မိုင်း6လုံး16နင်းမိုင်း၄လုံး60မမကြီး28လုံးခွေးဘုံတလုံး၈၁မမကြီး၂လုံး၄၀မမကြီး၃၂လုံး RPG 7ကြီး၁၄လုံး 7.62G နှစ်ပေါင်း 5.56G ရှစ်ထောင်တိုင်ပိုင်းအလုံး60ခမောက်ရှစ်လုံးနဲ့ ဆိုလာ၄ချက်တို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ခလဲရင်းစစ်ကောင်စီတပ်စခန်းဟာ1989ခုနှစ်စက်တဘာလ22ရက်နေ့မှာခိုင်းမြန်မာနယ်စပ်ဒေသခိမ့်ချုပ်ရေးရွေချမ်းနဲ့တိစောက်ခဲ့တဲ့စခန်းတစ်ခုဖြစ်ကောင်းအဲ့ဒီစခန်းစတင်တိစောက်ခဲ့တဲ့အချိန်ကစပြီးတော့ဒေသခံပြည်သူလူထုများအနေနဲ့လွတ်လပ်စွာလှုပ်ရှားသွားလာနေထိုင်လုပ်ကိုင်စားသောက်ခွင့်တွေကိုကတ်တက်ခံခဲ့ရတယ်လို့သိရပါတယ်။ဒေသခံပြည်သူလူထုများရဲ့လွတ်လပ်စွာလှုပ်ရှားသွားလာနိုင်ရေးလုပ်ကိုင်စားသောက်နိုင်ရေးအတွက်ပြည်သူလူထုရဲ့လိုလားချက်နဲ့အညီကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL က ။ခလဲတိန်စစ်ကောင်စီတပ်စခန်းကိုတိမ့်ပတ်ခဲ့ပြီးတော့လက်ရှိအချိန်မှာနေနေရှင်လေးလုပ်ငန်းများကိုလုံဆောင်လျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်တိုက်ပွဲတရင်ရောမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်ရန်ကုန်မော်လမြိုင်အဝေးပြေးလမ်းပိုင်းမှာစက်ကြီးကောက်နေတဲ့စုံစမ်းစစ်ဆေးရေးဦးစီးဌာနကစားသုံးလုံးကဒုစုံမှုမင်းတူနဲ့ လက်ထောက်ဆောင်မှုမင်းတန်ကိုတို့ပြစ်ခတ်ခံရပြီးတော့ပွဲကျမိတိမ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ23ရက်နေ့ညနေ9:20မိနစ်ခန့်အချိန်မှာကြိုက်ထုံမြို့နယ်ကြာကျူကျေးရွာထိပ်ခမိတ်အစိုးရရောဘတ်ချန်လမ်းဝအနီးရောင်းအောင်မော်လမြိုင်ဝေးပြေးလမ်းမပေါ်မှာလမ်းသွားလမ်းလာပြုတ်လုံနေတဲ့ကုန်စည်ကားများကိုစက်ကြီးကောက်ဝင်းညစ်တောင်းခံနေတဲ့စားသုံးလုံးများကိုတော်လိုင်းရဲဘော်များကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ဒုတိယစုံစမ်းရေးမှူးမင်းတူနဲ့လက်ထောက်စုံစမ်းရေးမှူးမင်းတန်ကိုတို့နှစ်ဦးပွဲချင်းပြီးတိတ်ဆုံသွားပြီးတော့စုံစမ်းရေးမှူးသူရာဆိုးကတော့ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ရန်ကုန်မော်လမြိုင်ဝေးပြေးလမ်းမပေါ်မှာစက်ကြီးကောက်ငွေမြင့်တောင်းခံနေတဲ့စုံစမ်းစစ်ဆေးရေးဦးစီးဌာနစာတုံးလုံးကစုံမှုသူရာဆိုး ဒုတိယစုံမူမင်းသူနဲ့လက်ထောက်စုံမူမင်းတန်ကိုတို့သုံးဦးကိုလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါမင်းသူနဲ့မင်းတန်ကိုကတော့ပွဲတမီတိတ်ဆုံးသွားတယ်လို့ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်ခွန်ရှိ395တက်ခွဲလေး UG ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုစိုက်ထိုးပတ်ကဖနဲ့ပြည်သူ့ကာကွယ်တပ်မတော်တိုင်ရင်ခွန်ရှိ395တက်ခွဲလေး UG တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်ရွှေဘုံရေဦးလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်သားနဲ့ပြူစောထီးငောက်တဲ့မင်းနဲ့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမက်စလာ25ရက်နေ့မနေ့9:20မိနစ်အချိန်ကစပြီးတော့နေ့လယ်12:35မိနစ်အချိန်ထိရွှေဘုံမြို့နယ် ရွှေဘုံရေဦးလန်ကျွန်းချံအတွင်းနဲ့အုတ်ရှိကံတုတ်တန်ကိုရောက်ရှိလာတဲ့စစ်သားနဲ့ပြူစော်တီများကိုဒရုန်းနဲ့ဘုံကျဲချင်းလက်နက်ကြီးများနဲ့တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အုတ်ရှိကံတုတ်တန်အတွင်းကနေထွက်လာတဲ့စစ်သားနဲ့ပြူစော်တီများကိုလည်းရင်ဆိုင်တိုက်ပွဲဆင်နွှဲခဲ့ရာစစ်သား၅ဦးထက်မနည်းသေဆုံးပြီးအများပြားဒဏ်ရာရရှိကာစစ်သုံးဆောင်ပစ္စည်းတချို့ကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကအထီတော့တိုက်ပွဲမှာ၅ဦးသေပါတယ်ပြန်ဆုံမသွားသေးပဲနဲ့အခုချိန်ထိရှိနေသေးတယ်လို့ရွှေဘုံမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အ ဲ့ဒီစစ်သားနဲ့ပြူစောတိများဟာပယံရွာခေါနောင်ကြီးရွာဇီးကုန်းလေးရွာနဲ့ဇီးပြူကုန်းပြူစောတိရွာတို့ကဖြစ်ပြီးတော့တိုက်ပွဲဖြစ်နေတဲ့အချိန်တွဲမှာရွှေဘုံမြို့မေကွန်ရွာကို ကားနှစ်စီးနဲ့စစ်ကူများရောက်ရှိလာတယ်လို့သိရပါဗျ။ရွှေဘုံမြို့ခန့်လိုက်ရ40တန်းတ၊ရွှေဘုံမြို့ကကြနာယုံ၊ရွှေဘုံကံတော်တို့မှာတက်ဆွဲထားတဲ့စစ်သားများက122မမလက်နက်ကြီးများနဲ့အဆက်မပြတ်ပြစ်ကူပေးခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ပကဖတာဝန်ခံရဲ့ကိုကဲမှုနဲ့ရွှေဘုံမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ PDO ကဦးဆောင်ပြီးတော့ရွှေဘုံမြို့နယ်ပကဖ Federal Tech ရွှေဘို drone တပ်ဖွဲ့ရဲ့တိုက်နယ်၅ပတ်ကဖအဖွဲ့တိုက်နယ်၁ပတ်ကဖနဲ့တိုက်နယ်၂ပတ်ကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးရဲဘော်များအထူးကမရှိဘဲနဲ့အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့မှာရှိတဲ့အချမ်းဘတ်စစ်တပ်ရဲ့စကြမ်းဂိတ်ကိုဝေရောက်တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးတော့ဘန်ကာ၃လုံးနဲ့ခဲယန်း၉တောင်ကိုမိရှုရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၃ရက်နေ့မှာတောင်သာမြို့အနောက်ဘက်မှာရှိတဲ့အင်အား၅ခန့်ရှိတဲ့စကြမ်းအထွက်စစ်စေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝေရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးအဲ့ဒီစကြမ်းအထွက်ဂိတ်မှာရှိတဲ့ဘန်ကာများတွေကဘန်ကာ၃လုံးကိုမိရှုဖျက်ဆီးနိုင်ခဲ့က 好。Oh. ခဲယမ်းများထည့်ထားတဲ့ကြက်တုံဂိုဒေါင်ကိုလည်းမိရှုဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီခဲယမ်းများမီးလောင်ပြီးတော့စစ်ကောင်စီတပ်သားများထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဝင်းအောင်စင်းနေတက်ခဲ့တဲ့အချိန်မှာရဲဘော်တွေက RPG နဲ့စတင်ပစ်ခတ်တာဆိုတော့မျက်မြင်နှာခေါင်တိတ်ဆုံးပါတဲ့တိုက်ပွဲဆက်ဖြစ်တော့တောင်သာမျိုးဘော်ကနေပြီးတော့စစ်ခွေးအင်အားတွေထပ်ပြီးတော့ရောက်လာလို့တိုက်ပွဲကြာချိန်နှစ်နာရီလောက်ကြာသွားတာပါလို့မြင်းကြံခရိုင်အမတ်သုံးတက်ရင်ကတောင်ရှိသူကပြောကြားထားပါဗျ။၎င်းတက်ခိုက်မှုကိုမြင်းကြံခရိုင်အမတ်သုံးတက်ရင်ကလုံဆောင်ခဲ့ပြီးတော့တော်လိုင်းရဲဘော်နှစ်ဦး၄၀မမဘုံထိမှန် ပြီးတော့ဒဏ်ရာရရှိခဲ့တော့လဲမစိုးရင်ရဘူးလို့ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့ဒညောင်ရီရေရက်ဌာနချုပ်ကြောက်တလုံးဖျားအနီးကခမရ၅လေးနဲ့ ဂုံးချုံကျေးရွာအနီးမှာရှိတဲ့ခမရ963တို့ကို စစ်ကောင်စီကလေရင်များနဲ့အင်အားတွေရာချီပြီးတော့ဖြည့်တင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီတပ်ဌာနချုပ်နဲ့တိုက်ရင်များမှာတိုက်ပွဲပြင်းထန်ရာနယ်မြေများဖြစ်ပြီးတော့မတ်လ25ရက်နေ့နေ့လယ်7နာရီခွဲကအင်အားတွေဖြန့်ကျက်ဖြည့်တင်းသွားခြင်းဖြစ်တယ်လို့ကြောက်ဖြူမှာရှိတဲ့စစ်ရေးသတင်းရင်းမြစ်တို့ကပြောပါရယ်။လေရင်နှစ်စီးနဲ့တပ်တွေလာချသွားပါတယ်။စစ်အင်အားတွေလာဖြည့်တာအယောက်200ကျော်လောက်ပါတယ်။၃နေရာဖြန့်ပြီးတော့လာဖြည့်သွားပါတယ်။ မက်လ23ရက်နေ့ညအထိတိုက်ပွဲတွေဖြစ်နေတယ်အခုဟိုဘက်ရောဒီဘက်ရောနှစ်ဖက်လုံးတော့မပြစ်ကြသေးဘူးတိုက်ပွဲကတက်နေတယ်လို့၎င်းကပြောပြထားပါတယ်အရင်ရပိုင်းတွေကလည်းအရခတက်တော်အေအေကလက်နက်ကြီးများနဲ့ထိုးစစ်ဆင်နေတဲ့မြို့အနီးကရဲတပ်ရင်း32မှာလဲအင်အားအနည်းငယ်ဖြည့်တင်းမှုတွေရှိခဲ့တယ်လို့၎င်းကရှင်းပြထားပါတယ်လက်တလုံးမှာကြောက်ဖြူမြို့နယ်မှာစစ်ရေးတင်းမာနေပြီးတော့စစ်ကောင်စီဘက်ကလက်နက်ကြီးလေးကြောင်းဒရုန်းများကိုဟန်ချက်ညီညီနဲ့အသုံးပြုလာတယ်လို့ CDM ဗိုလ်ကြီးဇေယောကသုံးသပ်ထားပါတယ်ကြောက်ဖြူတိုက်ပွဲမှာအရခတက်တော်အေအေက အင်အားအလုံးရင်းနဲ့ဝေရောက်တိုက်ခတ်ခြင်းမဟုတ်ပဲလက်နက်ကြီးနဲ့အကဲဆန်းခြင်းနေပြူဟာ fire power ထိရောက်စွာပစ်ခတ်နိုင်တဲ့ပစ်ခတ်မှုအဓိကအသုံးပြုခြင်းများကိုလက်တလုံးမြင်တွေ့လာရတယ်လို့၎င်းကပြောပြထားပါတယ်။ကြော့ဖြူမျိုးနဲ့မှစစ်ကောင်စီရဲ့တညဝရီရေဒတ်ဌာနချုပ်ကြော့တလုံးဖျားအနီးမှာရှိတဲ့ခမရ၅လေးနဲ့ဂုံးချုံရွာအနီးမှာရှိတဲ့ခမရ၅လေး၃ခလိုက်ရ34မြို့အနီးမှာရှိတဲ့အမှတ်30နဲ့ရဲတပ်ရင်းနဲ့ တောင်မော်ကြီးရေဒတ်ဌာနခွဲတို့တည်ရှိတယ်လို့သိရပါတယ်ကြောက်ဖြူအထူးစည်းဝါးရေးဆုံး SEZ မှာလုံခြုံရေးကိုအကြောင်းပြပြီးတော့တရုတ်လုံခြုံရေးအဖွဲ့များက2024ခုနှစ်နောက်ပိုင်းမှာရောက်ရှိလာပြီးတဲ့နောက်အခုတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကိုအပူလိုင်းခြေရခံတဲ့ညာချိ night vision ပါဝင်တဲ့ဤပညာမြင့် drone များ၊ jammer များ၊ထောင်းလိုင်းရေး drone များစတဲ့ဤပညာများကိုအကူအညီပေးမှုတွေရှိနေတယ်လို့ကြောက်ဖြူမှာရှိတဲ့တပ်တွင်းအကြီးအကဲနဲ့ဤဆက်သူတွေကပြန်လည်ပြောပြထားပါတယ်။တရုတ်စစ်သားတွေကအရင်ကတည်းကရောက်နေတာပါ။၂၀၂၄ လေးကလေးကပေါ့ကြီးတဲ့အတွက်ကူပေးနေတာအခုကတော့အတန်ပြောက်တဲ့ drone တွေကိုတုံးနေတယ်လို့၎င်းကပြောပြထားပါတယ်။ကြောက်ဖြူတိုက်ပွဲအတွင်းမှာတရုတ်ဘက်က drone နဲ့ကင်းထောက်တဲ့ကိစ္စရများဝင်ရောက်အကူအညီပေးနေခြင်းကိုမြေပြင်သတင်းရင်းမြစ်များထံကတဆင့်သိရတယ်လို့ CDN ဗိုလ်ကြီးစင်ရောကပြောပြထားပါတယ်။ဝင်တိုက်တဲ့အနေအထားမျိုးတော့မဟုတ်တော့ဘဲနဲ့ drone တွေနဲ့ကင်းထောက်ပေးတာတို့သူတို့ကင်းထောက်ပေးပြီးတော့အောက်ကတိုက်ခိုက်ရေးအဖွဲ့ကတီးတန့်တိုက်ခိုက်တာတို့ပေါ့ အဲ့လိုမျိုးတွေပါကိုယ်တိုင်ဝင်ပြီးတော့တိုက်တဲ့အနေထားကတော့ဖြစ်နိုင်ခြေတော်တော်လေးကိုနည်းပါတယ်တရုတ်တွေကသူတို့အရေးမှမဟုတ်တာ base တစ်ခုကနေထိုင်ပြီးတော့လက်နက်ကြီးနဲ့ပစ်တာတို့ drone နဲ့တိုက်ခိုက်တာတို့ဒါမျိုးတွေကတော့လုံဆောင်ပေးနိုင်မှုအခြေအနေရှိတယ်လို့၎င်းကပြောပြထားပါတယ်တရုတ်လုံခြုံရေးများရောက်ရှိပြီးတော့ဤပညာအကူအညီများပေးနေတဲ့ကိစ္စကိုအတည်ပြုနိုင်ရန်အတွက်အရခတက်တော် AA ရဲ့ပြောခွင့်ရဥခိုင်ဒုက္ခကိုဆက်သွယ်လို့မရသေးဘူးလို့ပြောပါတယ်ကြောက်ဖြူတိုက်ပွဲကြောင့်ဒေသခံ2000ကျော်ဟာနေရက်ကိုစွန့်ခွာသွားကြပြီးတော့စစ်ဘေးတိမ်းရှောင်ရန်ငွေကြေးခက်ခဲနေသူအများစုသာကြံနေ ေရစ်ခဲ့တယ်လို့ဒေသခံများကပြောပါရယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတည်ရှိတဲ့ဒညဝတီရေတပ်ဌာနချုပ်အပါအဝင်စစ်ကောင်စီတိုက်ရင်များအားလုံးကိုအရခတ်တပ်တော် AA ကဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ စီရဲတရင်ရင်မြေများထံကသိရပါတယ်။ဒညဝတီရေတပ်ဌာနချုပ်ကြက်တိန်စီမော်ချေးပါတို့မှမက်လ23ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်ခဲ့ကဒီနေ့မှာတော့စီရဲတင်းမှနေပြီးတော့စစ်ဆိုင်ထားတဲ့အနေအထားဖြစ်တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့အနောက်ပိုင်းဒိုင်းစစ်ဌာနချုပ်နဘာခအပါဝင်မြို့ပေါင်း14မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားတဲ့အရခတပ်တော်အနေနဲ့ရခိုင်ပြည်နယ်အတွင်းကိုမြို့3မြို့သာတိမ့်ပိုက်ရန်ကြံတော့ပြီးတော့ အဲ့ဒီသုံးမျိုးဟာလည်းပင်လယ်ကမ်းရိုးတန်းဒေသများဖြစ်တဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မျိုးတို့ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ